ဘုမေမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ AMK Channel မှာကြိုဆိုပါတယ်ဗုဒ္ဓဘာသာဝင်တိုင်းအားလုံးဟာမြင်းမို့တောင်းနဲ့ပတ်သက်ပြီးကြားဖို့ကြမယ်လို့ယူကြည်ပါတယ်ဗုဒ္ဓစာပေထဲမှာပါဝင်တဲ့မြင်းမို့တောင်းဟာဘယ်နေရာမှာရှိလဲဆိုတာကိုလည်းအားလုံးသိချင်ကြမယ်လို့ယူကြည်ပါတယ်ဒီနေ့မှာတော့မြင်းမို့တောင်းရဲ့ဒီနေရာနဲ့ပတ်သက်ပြီးအမောက္ခကျောင်းဆရာတော်ဘုရားကြီးရှင်းလင်းပြကြတာကိုနားဆင်ကြမှာဖြစ်ပါတယ် 告诉了，没买饲料，那是我搞啊！老奶表没死，本来就是饲料表表。再搞啊，一点点给我吃，没死了是。嗯，也没动太久，死那个也没动几个。本来的嘛，周围个表呢，周围个婆婆呢，喏，周围个表呢的，周围个。哎，你嘛，我呢的，周围好吃可吧？老人可吧？一边的软的的。 ရှင်းပြနေရှိတဲ့နေရာပတ်ဝန်းကျင်အဲ့ဒါလူပုံအဲ့မြေမုံတောင်ရဲ့ခပန်းနော်ဘင်းနေကြီးတွေရဲ့ဘင်းနေကြီးတွေနဲ့ဆက်နေတဲ့မြေလွှာတွေကအဲ့ဒါလူပုံအဲ့မြေမုံတောင်ထိတ်အမြင့်ဆုံးနေရာကတော့တာဝရိသနတ်အဲ့မျက်စိတွေမှာကြည့်လိုက်မယ်ဒီဒီပြင်းကြီးပေါ်မှာစွတ်စွတ်ကြီးတက်နေတဲ့အမြင့်ဆုံးနေရာအဲ့ဒီမှာလူပုံကအဲ့ င်းကြီးရဲ့ခဘာမှာရှိတယ်ဘဝင်းကျင်မှာပင်နေရရှိတယ်အဲ့ဒီပြန်အဲ့ဒီရထက်ကြတော့စတူမာရဲ့နတ်ပြည့်အဲ့ဒီအထက်တောင်ထိပ်မှာတော့တာဝရိသနတ်ပြည့်သူရှိတယ်